သင်းအင်းကိုဆရာတော်ကြီးနဲ့မာနန်1983ခုတကြံအဋိဌံမော်ဘီမြို့သင်းအင်းကိုကြောင်းဆရာတော်ကြီးသည်တကြံတွင်တရားစခန်းပြကန်ဤတွင်အယူတရားဝင်လာခဲ့ပါသည်တကိုယ်လုံးတွင် ပေါက်တက်ကရပစ္စည်းစုံချိတ်ဆွဲထားသည်နုစီဝတ်များသာရဏအလံရင်တိုးတစိမ့်များရှင်းနန်းတွင်အဝတ်အစားစုပ်လက်တစ်ခုလည်းပါတယ်အမဲလိုက်တဲ့ လေးနဲ့များလဲပါတယ်။ခေါင်းစည်းလဲပါတယ်။ထို့ခေါင်းစည်းသည်ဘယင်တပားပုံစံအတိုင်းဖြစ်သည်။မုတ်ဆိုးကိုလေးနဲ့ခွင်းသောပုံစံအတိုင်းတဖြည်းဖြည်းကခုံပြီးဝင်လာခဲ့ပါတယ်။ပါဇက်မှလည်းနားလျားခတ်တော်တခြင်းကို ဆိုသည်။မိသူကတားဆီးတင့်သည်ပိတ်ပင်တင့်သည်ဟု မစင်စားကြ။ထို့အယူကိုထူးဆန်းစွာငေးမောကြည့်နေကြသည်။ယောဂီများကလည်းဓမ္မယုံအပြည့်ဖြစ်သည်။ ထိုအချိန်တွင်ဓမ္မယုံကြီးကဆောက်လက်ဆတန်လန်းကြီးဖြစ်သည်ဓမ္မယုံ၏အလယ်မှာယောဂီအလုံးကြားရှောက်လန်းကနေတီဆိုကပြရင်တဖြည်းဖြည်းဝင်လာခဲ့သည်ဆရာတော်ကြီး၏ပလင်အနီးရှိသူအယောက်တွင် မုတ်ဆိုးဒူးထောက်ထိုင်ကတားကောင်ပြည့်မဲ့ပုံစံတိုင်းထိုင်လိုက်သည်ဆရာတော်ကြီးကိုတားကောင်တပွဲ လေးနဲ့များနဲ့ပြစ်ဟန်ဆောင်သည်ဆရာတော်ကြီးသည်ထိုအယူကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးသမာဓိဝင်စားတော့သည် တကယ်အယူမဟုတ်တကူပါဝါအရန်ကြီးတဲ့တကူရှင်မာနဲ့ကြီးပါလားတပည့်လက်အောက်ငယ်သားမဟုတ်ဖျားမဖြစ်နိုင်ရင်နှောက်ရက်ခဲ့တဲ့တကူဆောင်အကြီးလာတဲ့မာနဲ့ကြီးပင်ဖြစ်သည်တန်ဃာတိလရှင်ယောဂင်များအံ့ဩကြီးစွာငေးမောနေကြသည်အယူကသုံးချိန်တီတီဆရာတော်ကိုလေးနဲ့မြားနဲ့ပြည့်ဟန်ပြုပြီးနောက်စိတ်ဖြင့်ဆရာတော်ကိုရှောက်တယ်ဆရာတော်၏အသက်ကို အလှခံပါသည်ဟုစိတ်ဖြင့်သုံးချိန်ပြောတယ် ယဟန်နာဆရာတော်ကြီးကပြစ္ဆပံကိုတမာရီဝင်စားပြီးဘာကိုမှတတ်မှတ်ခြင်းမရှိသောကိလေသာကင်းစင်သောဆရာတော်ကြီးကသည်ခိတ္တတမာရီဝင်စားပြီးအယူးကိုစိုက်ကြည့်နေသည်ထို့နောက် ဥပစင်းကို အလှခံနေပြီးလှူလိုက်ရမလားလို့သုံးချိန်တိတိယောဂီအပေါင်းတို့အားမိန်ကြားတော်မူသည်မလှူပါနဲ့အရှင်ဖျားလို့မိသူကမှမလျှောက်ထားကြ ိတ်ဆိတ်ညင်သက်နေကြသည်အားလုံး၏အလက်တွင်ရုတ်တရက်မာနတ်သည်အဖြတ်ဖြစ်ပေသည်စစ်ပွဲတွင်အောင်မြင်သွားသည့်သူရဲကောင်းပမာအယူသည်အောင်မြင်မီအောင်မြီဟုအော်ဟစ်ကခုံပြီးအလေလန်းလျှောက်လန်းကနေပြန်ထွက်သွားခဲ့တယ်ယောဂီအားလုံးသည်မာနတ်၏အိတ်ဆေးမိယာမှစီးပြဲသွားသည့်အချိန်တွင်အယူသည်သဲအင်းကိုကြောင်းပဝတွင်လုံးဝမတွေ့ရတော့ပေတေဝိဇာပရယဟန္နာဟု ကြော်ကြားတဲ့ဆရာတော်ကြီးသည်1983ခုနှစ်တွင်ခန္ဓာဝန်ချသွားခဲ့သည်ဆရာတော်ကြီးအသက်ကိုမာနက အလှခံခဲ့ခြင်းဖြစ်ပေသည်အရိယာဓမ္မယုံကြည်အတွင်းရှိ ပလင်ကြီးသည်မြမပြည်မှာအကြီးဆုံးဖြစ်ပါသည်ဆရာတော်ကြီးခန္ဓာဝန်ချပြီးမှ ရောက်လာခဲ့သည်သို့တော်ဆရာတော်ကြီး၏ဓာတ်များကိန်းဝင်နေပါသည်ထိုပလင်ကြီးပေါ်တရားဟောသူတိုင်းအား ချက်ချင်းကျမ်းမာရေးထိခိုက်ကြတော့သည် အချိန်ချင်းဖြစ်လာခဲ့၍ပုံတူရုပ်ထုကြီးကိုတင်ပြီးကိုးကွယ်ထားခဲ့ရပါသည်ပလင်ကြီးပေါ်မိသူမှ တက်ခွင့်မရှိတော့ပါ